သိမ်းပိုက်ထားတဲ့နယ်မြေတွေကနေယူကရိန်းတပ်ဖွဲ့တွေစုခွာမှသာယူကရိန်းစစ်ပွဲရပ်တန့်ပေးမယ်လို့ရုရှားသမ္မတဗလာဒီမာပူတင်ကပြောပါရယ်ယူကရိန်းတပ်ဖွဲ့တွေမစုခွာရင်ရုရှားကအင်အားသုံးပြီးအောင်ပွဲရအောင် တိုက်ခိုက်မယ်လို့၎င်းကဆက်ပြောပါရယ်တနင်္ဂနွေနေ့ကအမေရိကန်နဲ့ယူကရိန်းတာဝန်ရှိသူတွေဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့တော်မှာငင်းချင်းစီမံချက်ဆွေးနွေးခဲ့မှုအပေါ်ကာဂျက်စတန်နိုင်ငံမှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာခုလိုမှတ်ချက်ပြုတာပါ ငင်းငယ်စီမံချက်ဟာအနာဂတ်သဘောတူညီချက်တွေအတွက်အခြေခံချက်တွေ ဖြစ်လာနိုင်တယ်လို့ပူတင်ကပြောပါရယ်။အမေရိကန်နိုင်ငံဟာနေမြေချို့မှာရုရှားရဲ့နေရာကိုဝင်ယူနေတယ်လို့ရုရှားကရှုမြင်ကြောင်းသူကဆိုပါရယ်။ယူကရိန်းနိုင်ငံဟာပြီးကြတဲ့နှစ်ကစီစဉ်ထားတဲ့တမရရွေးကောက်ပွဲကိုမကျင်းပခဲ့တာကြောင့်ယူကရိန်းတမရဇလန်စကီကတရားဝင်ရာထူးဆုံးရှုံးခဲ့ပြီလို့ပူတင်ကထောက်ပြခဲ့ပါရယ်။ယူကရိန်းကောင်းဆောင်ပိုင်းနဲ့သဘောတူညီချက်တွေလက်မှတ်ရေးထိုးတာဟာအကျိုးမရှိဘူးလို့၎င်းကဆက်ပြောပါရယ်။ ထိုင်ဝမ်ရေးနဲ့ပတ်သက်လို့တရုတ်ကိုရမ်းမဆဖို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဂျပန်ဝန်ကြီးချုပ်တာကိုင်ချီဆာနေကိုအကြံပြုခဲ့တယ်လို့ The Wall Street Journal ကဖော်ပြပေမဲ့ဂျပန်ဆိုရတာဝန်ရှိသူတွေကမဟုတ်ဘူးလို့ညင်းဆန်လိုက်ပါတယ်။ဒေါ်နယ်ထရန့်နဲ့တာကိုင်ချီကြားဒီသတင်းပတ်စော်ပိုင်းဖုန်းပြောဆိုမှုနဲ့ပတ်သက်တဲ့သတင်းတပုတ်ကို American သတင်းစာတဲ့ WSJ ကဖော်ပြခဲ့ပါတယ်။ဒေါ်နယ်ထရန့်ဟာအဲ့ဒီနေ့အစောပိုင်းမှာတရုတ်သမ္မတရှီကျင်းဖင်နဲ့လည်းဖုန်းပြောဆိုခဲ့ပါရယ် ထိုင်ဝမ်ရေးမှတ်ချက်စကားကိုလေတံလျှော့ဖို့ဒေါ်နယ်ထရမ့်ကတာကင်ချီကိုအကြံပြုခဲ့တယ်လို့ The WSJ သတင်းမှာဖော်ပြခဲ့ပါတယ်။ထိုင်ဝမ်ရေးမှတ်ချက်ကိုပြန်ယူသိမ်းဖို့တာကင်ချီကိုဖိအားပေးတာမဟုတ်ဘူးလို့ The WSJ သတင်းကဆိုပါတယ်။တရုတ်ကထိုင်ဝမ်ကိုအင်အားသုံးသိမ်းပရင်ဂျပန်နိုင်ငံရှင်သန်ရေးအတွက်ချင်းချမှုဖြစ်လာနိုင်တယ်လို့တာကင်ချီကဒီလအစောပိုင်းမှာလွှတ်တော်မှာပြောကြားခဲ့ရာတရုတ်နိုင်ငံကိုအမျက်ထွက်စေခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်ကတာကင်ချီကိုအဲ့ဒီလိုမျိုးအကြံပေးတာမဟုတ်ဘူးလို့ဂျပန်ဆိုရဖွဲ့အတွင်းရင်မူကီဟာယာမိုင်နိုရူကကြာတာပရင်းနေမှာသတင်းတောက်တွေကိုပြောပါရယ်ဂျပန်ဆိုရကအဲ့ဒီသတင်းနဲ့ပတ်သက်လို့ The WSC ကိုကန့်ကွက်စာပေးပို့ထားတယ်လို့၎င်းကဆက်ပြောပါရယ်ထိုင်ဝမ်ရေးပို့တိုက်မှုကအမေရိကန်တရုတ်ဆက်သွယ်ရေးသဘောတူညီချက်ထိခိုက်လာမှာကိုဒေါ်နယ်ထရမ့်ကစိုးရိမ်ခဲ့တယ်လို့ The WSC သတင်းကဖော်ပြပါရယ်